မင်္ဂလာပါဗျာကျွန်တော်ဒီနေ့စဉ်းစားမိတာလေးပြောမလို့ဘာလဲဆိုတော့ကျွန်တော်တို့ဘဝတစ်ခုမှာဘသူပဲဖြစ်ဖြစ် ရထားကြတဲ့ဘဝတစ်ခုမှာမှီနေရတာ၄ခုရှိတယ်တဲ့ကံကိုလည်းမှီနေရတယ်တဲ့အသက်ရှင်ဖို့အတွက်ကစိတ်ကိုလည်းမှီနေရတယ်တဲ့ဥဒုကိုလည်းမှီရတယ်အာဟာရကိုလည်းမှီရတယ်တဲ့ ကန်စိတ်ဥရုအာရာဤလေးကိုမိနေရတယ်ဆိုတော့ငငယ်တော့ကတော့တိတ်နားမလဲခဲ့ဘူးဗျနောက်ပိုင်းတည်တည်ချာချာလေ့လာကြည့်လိုက်တော့ဩဟုတ်သားပဲလို့တချို့ကြတော့ငငယ်ရယ်ရယ်နဲ့ဟိုခန္ဓာကိုယ်ကလည်းဖွံ့ဖြိုးသေးတယ်ကျန်းမာရေးကလည်းမဆူသေးဘူးပေါ့နော်အဲ့လိုမျိုးဆိုပေမဲ့လေကံကုန်သွားတဲ့အခါရုတ်တရက်ကြီးအုံတော်တူကျော်ပြတ်သွားတာတို့ရုတ်တရက်ကြီးတည်ဆုံးသွားတာတွေရှိတယ်အကြောင်းမျိုးနဲ့ပေါ့နော်ရေတောက်မှားတာလည်းရှိတယ် အပူတွေကနေအေးတဲ့အေးတဲ့ကနေပူတဲ့အဲ့လိုတွေကြောင့်မျိုးမျိုးကြောင့်လည်းတေချာရတယ်တချို့ကျတော့ကံကြောင့်တေသွားတယ်လို့တချို့ကျလည်းညံကြောင့်တေသွားတာပေါ့နော်အဲအကြောင်းကံကြောင့်တေခြင်းကြောင့်တရားဟာကြီးတာငယ်တာနဲ့မဆိုင်မင်းနဲ့ကံကုန်ပြီဆိုရင်အကြောင်းမျိုးမျိုးနဲ့တေချာရတယ်ပေါ့ဗျာအဲ့ဒါတခုစိတ်ဆိုတော့စိတ်ကကြတော်တော်ကျေပြန့်သွားတယ် စိတ်ကြောင်ဆိုတော့ကံစိတ်ဥရုအာရမှာစိတ်ကစိတ်ကြောင်ဘယ်လိုမျိုးလဲဆိုတော့စိတ်ကမှန်မှန်ကန်ကန်နှလုံးမသွင်းနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ဥပမာအသက်တူချင်းကြောင်တရားတွေကိုဖန်တီးကြတယ်ဘယ်လိုလဲဆိုတော့ဥပမာအရက်သေးစားတောက်မယ်လွန်းလွန်းကျွန်းကျွန်းတောက်မယ်မွေးစေဝါတုံးမယ်လွန်းလွန်းကျွန်းကျွန်းတုံးမယ်ဆေးလိပ်တောင်းမယ်ကင်ဆာဖြစ်စေတဲ့အရာတွေစားတောင်းမယ်တုံဆွဲမယ်အဲအဲ့လိုမျိုးပေါ့အသက်တူချင်းကြောင်တရားတွေစံကယ်ဥပမာရှင်ဝင်းထောင်စီးမယ် ကျန်ကျန်တန်းတန်းစီမယ်ကားတွေအရှိန်နဲ့မောင်းမယ်တတိမမူပဲနဲ့ကျန်ကျန်တန်းတန်းအရန်မူယူပြီးတော့မောင်းလိုက်မယ်ဆိုရင်လည်းဒါသက်တူချင်းကြောင်းတရားတွေပဲနော်သက်တူချင်းကြောင်းတရားတွေကများတယ်ဒါတွေမဲ့လားဆိုမဟုတ်ဘူးအစာအာဟာရနဲ့ပတ်သက်ပြီးတော့စီဂျိုဖြစ်စေမဲ့အစာအာဟာရတွေစားမြရင်လည်းဒါကစီဂျိုဖြစ်ပြီးတည်နိုင်တာပဲကီတိုစေသောအရာတွေစားပြီးရင်လည်းတည်နိုင်တာပဲလေ စည်းဝါးမမှန်စေမဲ့အစာအာဟာရတွေစားတယ်ဆိုရင်ဒါမှမတော်ဘာဖြစ်လို့လဲဆိုတော့စိတ်ယုံနေတော့မနတိကာရမမှန်ကန်ကန်နှလုံးသွင်းခြင်းမရှိဘူးသူစိတ်ကသူ့ကိုမဆောက်တည်နိုင်ဘူးအဲ့တော့တချို့ဆိုရင်စိတ်ပင်ပန်းစရာတွေတွေ့ရတယ်မိသားစုစိတ်ပင်ပန်းစရာစိတ်ဆင်းရဲစရာတမီးသားစိတ်ပင်ပန်းစိတ်ဆင်းရဲစရာစီးပွားရေးကြောင့်အကြောင်းမျိုးမျိုးနဲ့စိတ်ဆင်းရဲတာတွေ့ပြီးတော့ကိုကိုကိုတက်တည်သွားကြတယ်သူတွေဒါဆိုရင်လည်းသူစိတ်ကမမှန်ကန်ကန်နှလုံးသွင်းခြင်းမရှိဘူးမဆောင်တည်နိုင်လို့ဒါဘဝတစ်ခုမှာဆုံးရှုံးသွားကြရတာပေါ့နော်ကျွန်တော်တို့စက်မှုတွေမှာ ညီလေးတယောက်ဆိုရင်ကျွန်တော်တို့စီမှာစိတ်တုပ်ပါတယ်တကယ်ချစ်ခင်စရာကောင်းတယ်ညီလေးပါအဲ့လိုအရင်ဆန်းနေပြန်လာတဲ့ခါမှာနည်းနည်းရက်လေးတောက်တာတော့မူမူမူနေတာပေါ့နော်အဲ့လိုမျိုးနဲ့ဆန်းခဲ့အရှိန်နဲ့မောင်းတော့အဲတခြားသုံးဘင်းဆန်းခဲ့နဲ့တိုင်ပြီးတော့ဝေချင်းပြီးတည်သွားတော့အသိနှမျိုးစရာကောင်းပါတယ်ငယ်ပါသေးတယ်တော်တော်လေးကိုငယ်ပါသေးတယ်တ30ဝန်းကျင်ပေါ့နော် ပြောချင်တာအဲ့လိုမျိုးတွေအများကြီးပဲတွေ့နေရတယ်ဆေးရုံတွေမှာလည်းအများကြီးပဲအဲ့ဒါဘာလဲဆိတ်ကြောင်မြစိတ်ကမဆောင်တိတတ်တာ တတ်တူချင်းကြောင်းတရားတွေကိုဆင်ခြင်ရမယ်ပေါ့နော်ကံစိတ်ဟုတ်ပြီဥဒုဥဒုအကြောင်းညာဘယ်လိုလဲဆိုတော့ပူလွန်းရင်တည်ရဗျရတဲ့ဥဒုတွေဟိုတခါတော်တော်လေးကိုပူပါတယ်တော်တော်လေးကိုပူပြီးတော့တရက်တရက်ကိုအိုးတင်လိုက်ကြတာတက်ကြီးရွယ်ကလေးအများဆုံးတည်တယ်အဲ့တော့ပူလွင်းလည်းတည်တယ်ဗျနော်အဲ့တော့အေးလွင်းလည်းအေးလွင်းလည်းတည်တာပဲပူလွင်းရင်ကျတော့အုံတော်သွေးကြောတွေသွေးတွေကျင်းပြီးတော့ တည်တယ်အေးလုံးတဲ့ခါကျတော့ဒါသူတို့အေးပြီးတော့တွေးနေခဲပြီးတော့လေတည်ရတာပဲအဲ့တော့ပြောချင်တာကပူလုံးအေးလုံးရင်မရဘူးဒါကံစိတ်ဥရုအာရာအီလေးကိုမိရတယ်တဲ့ဒီရုံနဲ့နန်းနဲ့ဒီဘွားတစ်ခုရလာပြီဆိုရင်တဲ့အဓိကတော့နော်ကံစိတ်ဥရုအာရာအဲ့အာရာကျတော့နေ့စဉ်ကြုံတွေ့နေရတာဖြစ်တဲ့အတွက်ဆင်ခြင်နိုင်မှုလိုတယ်ဘာလို့လဲဆိုတော့စာလို့စားတာထက် ကြိုက်လို့စားတာတစားသိလို့စားတာပေါ့နော်အဲ့တော့ဘိုက်စားနေပြီဆိုပြီးတော့လည်းငမ်းမြတအိုက်စားလို့မဖြစ်ဘူးတဲ့တာမတဲ့တာစဉ်းစားရမယ်ကြိုက်တယ်ဆိုပြီးတော့လည်းငမ်းမြတအိုက်စားလို့မရဘူးစားသိတဲ့လောက်စားရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တော်တော်လေးကိုအဆင်ပြေသွားတယ်ဘာလို့လဲဆိုတော့ဒီအစာအာဟာရမှာအသက်တူချင်းကြောင်းတရားနေ့စဉ်ကြုံတွေ့နေရတယ်အဲ့တော့အသက်ရှည်ခြင်းကတော့ရှည်အောင်တော့လုပ်လို့မရဘူးကံပါလာတဲ့အရာတိတန်းဈေးတိပဲလုပ်လို့ရတယ်ရှည်ပြီးသားထက်ထက်ရှည်အောင်တော့သူတို့ဘလို့ စမ်းဆောင်မှုပဲလွယ်မလဲပေါ့နော်ဒါပေမဲ့သူတတန်80ရီပါလာတယ်90ရီပါလာတယ်အဲ့ဒီအထိအတွက်သူနေစဉ်ကြမ်းမာရင်းနဲ့ညီညွတ်အောင်နေထိုင်နေကျင့်သုံးနေဆိုရင်တော့ဒါတတန်စီနေရနိုင်တာပေါ့နော်အထိအစအာဟာရတွေမှာအခုကာလတွေမှာကျတော့ကျွန်တော်တို့ဟိုဆေးတွေကလည်းတအားပြန်လာတယ်ပြီးရင်အစအာဟာရတွေနဲ့ပတ်သက်ပြီးတော့ဟိုစီဝါမမှန်စေတော့အစအာဟာရသို့မဟုတ်ဟိုငရုတ်တိအပူဆက်တွေတအားစားများတာ အဲပြီးရင်အေးစာတွေစားများတာအပူစာတွေစားများတာဒီလိုမျိုးတွေပေါ့နော်အစာလွန်ကဲသွားပေါ့စားတာတွေစီချိုဖြစ်စေမဲ့အရာတွေသွေးတိုးစေမဲ့အရာတွေနော်အဆီပိတ်စေမဲ့အရာတွေဒါလူတယောက်မှာအသိဉာဏ်ဘလောက်ထိရှိတယ်လဲမရှိဘူးလဲဆိုတာခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်မြင်ရပါတယ်ဘသူဘလို့အသိဉာဏ်မျိုးကိုပြောတာလဲဆိုတော့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကြည့်ခြင်းအပြင် तू ဟာလျှာနဲ့ပတ်သက်ပြီးတော့ तू ဟာစင်ကျင်နိုင်စွာဟိုရောင်ရမ်းတင်းတင်းနိုင်စွာနဲတယ်လို့မြင်ရတယ်လीဒါခန္ဓာကိုယ်ကနေပြနေတာ အော်အဲ့လိုဆိုရင်ပိန်တဲ့သူじゃဟုတ်တယ်ပိန်လွင်ရင်လည်းသူဟာလျာနဲ့ပတ်သက်ပြီးတော့ကိလေသာထူတာဝါလွင်ရင်လည်းလျာနဲ့ပတ်သက်ပြီးကိလေသာထူတာဘာလို့အဲ့လိုပြောရသလဲဆိုတော့ဝါတဲ့သူတို့ထားလိုက်ကိလေသာထူတယ်စားကြင်လုံးတော့ဟုတ်တာပေါ့လို့ပြောလို့ရတယ် ဲသူကစားတဲ့နောက်ထပ်မဟုတ်ဘဲနဲ့ကြိုက်လို့ဆိုပြီးစိုင်းစိုင်းနဲ့ဘိုက်ဝီရဲကျဲကျဲလာပြီးတော့နောက်ဆုံးအစီရီပိတ်ပိတ်ပြီးဝါလာတယ်ပေါ့နော်နေ့စဉ်စားပါများရင်သူကစားစားကျင်လာတာစားအာဟာရခန္ဓာရဲ့တောင်းလာတာစားကျင်လာတော့မနေနိုင်တော့စားစိုင်းနဲ့နောက်တစ်ခါထပ်စားကျင်လာဘိုက်ဝီကကျဲကျဲလာတာဟိုအဲ့တော့မျက်စိကျင့်ဝင်းအချင်းနဲ့ချင်းချင်းမိစိုင်းအဲ့ဝင်းကတဖြည်းဖြည်းဦးကကျင့်ကျင်သွားတာလေ ဲ့တော့ချင်းချင်းမင်းမစားဘူးဆိုရင်တရက်တရက်ကိုတလုတ်တလုတ်စားပို့ပို့စားရင်နောက်ပိုင်းကျရင်10လုတ်စားလောက်ပို့ဆန့်သွားတယ်အဲ့လိုမျိုးပေါ့အဲ့တော့သူကပြောချင်တာကအဲ့ဆိုရင်အစာအာဟာရမစားဘဲနဲ့ပိညော်နေတဲ့သူကဘာလို့အေး तू ကဈေးသားကြောင်လို့ဗျစည်းသားကြောင်လည်းခိလိတာထူတာပဲ။ तू ကလောဘနဲ့ဒေါသဆက်နေပါပဲလေ။လောဘဆိုတာကဝါရတယ်။ तू ကစူဖြိုးနေတယ်။ တအားယူစီရီပိတ်နေဆိုတာသူကလောဘကြောင့်သူကလောဘနဲ့စားလို့သူကဝတာလေပိတ်နေကြပါလို့ဒေါသနဲ့စားလို့နေဒေါသနဲ့ဒါမကြိုက်ဘူးဟိုကမကြိုက်ဘူးနဲ့ဈေးစားကြောင်နေညှင်းဆန်တယ်သူမနစ်တက်မှုတွေများတယ်အဲ့တော့ငါအချင်းမကြိုက်တာချိုးအီရာတွေမစားတတ်ဘူးလို့ငါအချင်းတွေမစားတတ်ဘူးလို့ခါတာမကြိုက်ဘူးလို့အဲကြက်တော်မစားဘူးခန်းညင်တွေမစားဘူးဒါမှမဟုတ်အတိရွက်တွေမစားဘူးဘလို့မစားဘူးဆိုတဲ့မစားဘူးမစားဘူးစီများလာပြီဆိုတော့အဲ့လူကပိတ်ညုံပြီးတော့တနေ့တခြားသူကခန္ဓာကိုယ်ကဟို ိန်နေခြင်းဟာလည်းပဲအစာအာဟာရတွေစပြီးမှပိန်တာဆိုရင်တော့သူကပေါင်းတေသောတာများလို့ခန္ဓာကိုယ်ရဲ့လောင်ကျွမ်းအားသူ့ခန္ဓာကိုယ်ထိကျလိုက်ပူကျက်နေတာတချို့ဝါးတဲ့သူတွေခန္ဓာကိုယ်ဆန့်ကျင်လိုက်အေးဆက်နေတာဘာလို့သူကတေသောတာနေတဲ့ခါခန္ဓာကိုယ်ရဲ့အဆီတွေကိုမလောင်ကျွမ်းနိုင်မလောင်ကျွမ်းနိုင်တဲ့ခါကျတော့သူက အစီရေကပိတ်လာတာပေါ့နော်ဟိုပိန်တဲ့သူကျတော့တင်သောထက်များလို့ပိန်တာရှိတယ်တအားကိုစားရီချက်တာဝမ်းမီကောင်းတာအဲကျတော့သူအစာအာဟာရတွေဘလောက်စားစားသူမဝအောင်ခါလေးဆိုလေတိတိလေးအဲ့လိုမျိုးလူတွေရှိတယ်အလုံးဝဟိုပိန်ညောနေတာအစာမစားလို့ခန္ဓာကိုယ်မဖွံ့ဖြိုးတဲ့သူကတသက်ရှိတယ်အဲ့ဒါကြောင့်ဈေးသားကြောင်းလို့အဲ့တော့ဝါလွန်ချင်းပိန်လွန်ချင်းအဲ့ဒါစားလွန်ချင်းမစားလွန်ချင်းဒီနှစ်ခုဟာတပ်ပါရတင့်အောင်မနေတာဖြစ်တဲ့အတွက်ဟိုဘက်ဒီဘက်ဒါအာဟာရကြောင့်အေးဒီလိုလူကလည်းဝါလွန်ရင်လည်းတည်တတ်တယ်လေ ်ပိန်လို့ရင်လည်းတည်ထက်တယ်အစာအာဟာရဟိုတဘိုးနေအောင်စားရင်လည်းတည်ထက်တာပဲဟိုအစာအများလုံးချင်းကြောင့်အသက်စီဖုံးတယ်နော်ကြိုက်တဲ့ဟာတွေတအားစားတယ်အဲ့တော့ချင်းချင်းဆက်ဆက်တွေတအားစားတယ်သူယောဂနဲ့သူကတော့အစာအိမ်ကင်စားဖြစ်စေတဲ့အရာတွေဖြစ်နေတယ်စားရင်လည်းတင်းတာပဲလေနော်အဲ့တော့ဒီလေးခုတွေကဘယ်မှမထွက်ပြေးဘူးဒီလေးခုတွေမှာပဲညှိနေတာအဲသူကအဲ့ဆိုရင်ကွာအစာရည်သာမစားပါဘူးဟိုသူကစာရည်သာဟိုဝမ်းဝမ်းလည်လည်မစားပါဘူးပိန်ညောနာဒါပေမဲ့ သေးတာပဲဟုတ်တယ်မစားလို့သေးတာလည်းရှိတယ်အစာအာဟာရတွေဓာတ်တွေပါတယ်ပြေးသွားတဲ့အခါယောဂတခုခုဝင်တဲ့အခါအဲ့ဓာတ်ကသူ့ကိုမပြုတ်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်ကံစိဥရုအာရတဲ့အဲ့တော့စာရီစားပါလေကွာခန္ဓာကိုယ်တောင့်နေပါလေကဲတကယ်လဲကျမ်းမာရေးဖောက်လာတော့ကဲသေသွားတယ်ဆိုတော့ဟုတ်တယ်ကံကြောင့်တည်တာလည်းရှိတာဟုတ်အဲစိတ်မဆောင်ဒီနိုင်လို့လည်းတည်တာရှိတာဟုတ်အဲ့တော့ခန္ဓာကိုယ်တောင်းတမှုရှိနေပေမဲ့လည်းပဲအဲ့လိုရှိတယ်ပြီးတော့ဝါနေတော့စီပိတ်ချင်းကြောင့်လည်းတည်ရတာပဲเนาะအဲ့ဒါကြောင့်ပြောရမယ်ဆိုနှလုံးသွေးကြောချင်းတွေဒါတွေကဖြစ်လာမှာပဲ ဲတော့ကံစိတ်ဥရုအာဟာရအင်းလေးကိုမိရတယ်ဆိုတာဘဝတစ်ခုရလာပြီဆိုကျွန်တော်တို့သိထားဖို့လိုတယ်ဒါကိုကျွန်တော်တို့ကဟိုမြတ်စွာဘုရားရှင်ဟောထားတဲ့တရားပဲဆရာတော်တွေဟောနေတဲ့တရားတွေပဲတို့တွေငေပါသေးတယ်လို့တွေးလို့မရဘူးတရားဆိုတာကကျွန်တော်တို့ကဟိုရိတ်တာသွားမှဘုန်းကြီးစာတွေလို့ထင်ထားတာဗျာမဟုတ်ဘူးဗျာကျွန်တော်တို့နေ့စဉ်ကျင့်သုံးရမယ့်အရာတွေဖြစ်နေတာ နော်နေ့စဉ်ကျင့်သုံးရမယ့်အရာတွေဆိုတော့ဒါဖျားဝတ်စာပြဖြစ်တော့ယုံကြည်ရတာလဲအင်တာမရေဝန်မမှန်ကန်ကန်ဆိုတာလဲယုံကြည်စရာကောင်းတယ်လို့လက်တွေတကယ်ပြစ်စုတ်ပန်တဲ့တဲ့လောကကြီးထဲမှာဖြတ်တန်းနေတဲ့ခါလဲမဟုတ်ဘူးလားဆိုတော့အမှန်တရားတွေပဲလीအဲ့တော့ကိုကိုတိုင်ကျင့်သုံးကြည့်လိုက်လीသိတာပဲအဲ့ကြောင့်ဟိုကျွန်တော်ပရမကျွန်တော်စဉ်းစားတယ်ဗျာဟိုဂုံတော်ကိုးပါးထဲမှာစရဏ35ပါးတဲ့ ဝိဇာဆရဏတံပံတော့ဂုဏ်တော်ကိုးပါးတဲ့မှာဝိဇာဆရဏတံပံတော့ဆိုအဲ့ဒီမှာဆရဏ35ပါးထဲမှာအကျင့်တရားထဲမှာဘာတယ်လဲပါဆိုတော့ဘောဇနီမတ်တင်ညူတဲ့ဟိုအစာရေးစားကိုတတ်ပါရတင်အောင် စားရမယ်။သူကတင့်တင့်မြတ်အောင်စားရမယ်။စားတင့်လို့စားတာဖြစ်ရမယ်ပေါ့။ကြိုက်လို့စားတာဟိုအဲ့လိုမျိုးမဖြစ်ရဘူး။မိမိရဲ့ခန္ဓာအတွက်လိုအပ်တဲ့လောက်ကိုစားတာ။သူကအဲ့လိုမျိုးဖြစ်ရမယ်ဆိုတော့စားရေးစားမြတ်မြတ်တတ်တာစားရမယ်ဆိုတော့အော် နိဗ္ဗာန်ရောက်ချောင်းတရားထဲမှာတော့ဒီအစာရနဲ့ပတ်သက်ပြီးပါတယ်လို့ဘုရားဟောတာလေအအောင်စရာကောင်းနေတာဗျာဒါကျွန်တော်ဒါလေးကိုမျှဝေတာပါကျွန်တော်တို့မိတ်ဆွေတို့အားလုံးနေ့စဉ်အစာအာဟာရဖြည့်တင်းတဲ့ခါမှာတူတူကိုကိုကိုကြိုက်တဲ့အရာလေးတွေရှိပါတယ်ကျွန်တော်တို့ဆိုပဲလေးတွေပါလေးတွေကြိုက်ပါတယ်အင်းပဲလေးတွေပါလေးတွေကိုကြိုက်တဲ့ခါပဲဗေဒဆူဆူရှိနိုင်လားအဲမရှိနိုင်တဲ့အရာကိုဒါတုံးဆက်လို့ရပါတယ် ဒါကြီးတော့လုံလုံချွန်ချွန်တော့မလုပ်တော့ဘူးပေါ့ဗျာအဲ့တော့ဟိုစက်သားပါမှာဝက်သားပါမှာအဲ့လိုတွေတော့မဖြစ်တော့ဘူးပေါ့ဗျာတင့်တင့်မြတ်တဲ့နေသားလေး ਨੇ ကိုကူရောင်းရင်တင့်တင့်ဆိုတာကျွန်တော်ဒီတဲ့ခန္ဓာကိုယ်ကြီးထူးလာပြီးဒီတဲ့ကြီးလာပြီးတော့ကျွန်တော်ထိုင်ထခတ်တာဖတ်တင်มาပဲလေကျွန်တော်တော့ဘာကြိုးမှမရှိဘူးနေ့စဉ်ကျွန်တော်အစာအာဟာရတစ်နေ့တာမနက်ပိုင်းတစ်နေ့တာဒီနေ့စားတဲ့အာဟာရတွေမနက်ပိုင်းအထိရှင်သန်ဖို့တော်ပဲမနက်ပိုင်းစားတဲ့အာဟာရတွေတပတ်ခါရှင်သန်ဖို့တော်ပဲဆိုတော့တစ်နေ့တာတစ်နေ့တာခန္ဓာကိုယ်ကသူ့ရဲ့ တေသောတက်ကလောင်ကျွမ်းမှာအဲ့ဒါထက်အနာကြီးပိုသွားပြီဆိုရင်ကီလိုရီပိုသွားပြီဆိုစုပြီးတော့နောက်ရက်အတွက်ဒါကြီးကကီလိုရီတွေကျွန်တော်ထန်းနေရမှာပဲပေါင်းချင်းစားကြည့်လိုက်နေတိုင်းချိန်ကြည့်လိုက်သိတာကျွန်တော်နေတိုင်းချိန်တယ်ဘာလို့ဆိုတော့အာဟာရစားတဲ့ခါမှလည်းဟိုကြိုက်နေပေမဲ့ကျွန်တော်တို့ရက်နိုင်တယ်အဲ့လိုမျိုးမှအဆင်ပြေတယ်အဲ့ဒါကျွန်တော်တို့ ဒါမိတ်ဆွေတွေကိုဒါကျွန်တော်မျှဝေပါတယ်ကျွန်တော်တို့တွေကန်စိတ်ဥရုအာဟာရဤလေးခုကိုမိနေရတဲ့ပုံမှာဘွားတစ်ခုကဟိုတတန်းစီနေဖို့အတွက်ဆိုရင်ကံပေးတဲ့လောက်ပဲနေရတယ်ပေါ့နော်တတန်းကံပါတာတလောက်ပဲနေရတယ်စိတ်ဆောင်တည်မှုမှန်နေဆိုရင်လည်းအကံပေးတဲ့လောက်တတန်းအပြည့်နေရတယ်ပေါ့နော်စိတ်မဆောင်တည်နိုင်ရင်ကံပေးတဲ့လောက်ထိမနေရဘဲနဲ့ဂျာကူလက်မှာဆုံရှုံသွားတတယ်ဥတုပူလွန်အီလွန်မှမျှတာဘူးဆိုရင်လည်းဒေတတ်တယ်အဲကြတော့ဥတုတပ္ပယတင်မဲ့နေရကိုခန္ဓာကိုယ်နဲ့ကို ဘဝတိဆောင်းမဲ့နေရာလေးရဲ့တပ်ပါရတဲ့နေရာလေးနေတာကောင်းတာပေါ့နော်။ကန့်စိတ်ဥရုအာရာအာရာတပ်ပါရတဲ့အောင်မြတ်မြတ်တတလေးပဲသုံးဆွဲမယ်ဆိုရင်မဆိုးပါဘူး။ချင်မောင်ဝင်းပေးပြုံးနေလေခန္ဓာကိုယ်ကတိဆောင်းလို့ရတာပါပဲ။ကိုယ်ရှိတဲ့စာအာရာလေးနဲ့ဖြည့်တင်းလာတာတကယ်တမ်းတော့ခန္ဓာကိုယ်တရက်တာတရက်တာရှင်သန်ဖို့ပါပဲ။ပဇွန်ထုတ်စားမှဝါသားစက်သားစားမှမဟုတ်ပါဘူးနော်။တင့်တင့်မြတ်တာတဲ့သူ့ဓာတ်ဘောလေးနဲ့သူမြတ်မြတ်တတသုံးဆဲပေးမယ်ဆိုရင်ဒါလည်းပဲတတန်းစီနေလို့ရပါတယ်လို့အဲ့ဒါကြောင့်ကဲကျွန်တော်တို့မိတ်ဆွေတို့အားလုံး ခန်းစိတ်ဥရအာရအီလင်းခုတီကျွန်တော်တို့ရဲ့ဘဝတစ်ခုကိုတည်ဆောက်တဲ့ခါမှာဒီလေးခုမိနေရတယ်လို့သိပါစေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေဗျာ